နယူးဇီလန်နိုင်ငံမှာကျင်းပမယ်ကမ္ဘာဖလား U20 ပြိုင်ပွဲအတွက်တွားရောက်ရှင်ပြန်ရမယ်မြန်မာ U20 နဲ့မလေးရှားနိုင်ငံက U22 အသင်းတို့မတ်လ19ရက်နေ့ကသူဝနာဘောလုံးကွင်းမှာချစ်ကြည်ခြေစမ်းကစားကြရမှာမြန်မာအသင်းကအသာစီးရယူပြီး၃ဂိုးဂိုးရှိနေအနိုင်ရရှိခဲ့ပါတယ်မြန်မာလူငယ် U20 အတွက်ရွှေရောင်လွမ်းမဲ့ကာလာတွေရောက်လာတော့မှသိကြပြီလားမြန်မာနဲ့မလေးရှားလူငယ်အသင်းရဲ့ပွဲစဉ်တစ်လျှောက်လုံးမှာနှစ်ဖက်စလုံးကဂိုးရရှိဖို့ခွင့်ရည်ရှိခဲ့ပေမဲ့ မြန်မာ U20 တင်းကအဆုံးသက်သေးကြတာကြောင့်အနိုင်ရရှိခဲ့တာဖြစ်ပြီးကမ္ဘာဖလားပြိုင်ပွဲမှာခနာကူထွားကြိုက်တဲ့တင်းတွေကိုဘလို့ရှင်ပြန်ရမလဲဆိုတာကြိုတင်ပြင်ဆင်ထားပါတယ်လို့မြန်မာဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစိုးကပြောပါတယ်ရှင်ပြန်ရမယ့်အသင်း၃သင်းစုံရဲ့ကစားကွက်တွေကိုလည်းတင်းချလိလာထားပါတယ်လို့သူကဆိုပါတယ် ကျွန်တော်တို့ qualify ဖြစ်တဲ့အချိန်ကနေစပြီးဒီနေ့အထိပေါ့နော်အသင်းရဲ့ပြင်ဆင်မှုကတရမရော့မသွားပါဘူး။အဲတော့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးခန္ဓာကိုယ်ကြီးထွားတဲ့အသင်းတွေနဲ့ကစားမှဖြစ်တဲ့အတွက်လည်းအခုဆိုကျွန်တော်တို့ကပထမတစ်ခေါက်သွားတဲ့အခါမှာတူရကီမှာ Ukraine နဲ့ Iran နဲ့ကျွန်တော်တို့ကစားတယ်ပေါ့နော်။အခုတစ်ခါသွားရင်လည်း Serbia နဲ့ Hungary တို့ဒီလိုအသင်းတွေနဲ့ကစားတယ်အခုကျွန်တော်တို့ဒါ Fiji လာတယ်ဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ကြီးထွားမှုတာရှိတယ်ပေါ့။အဲတော့ခန္ဓာကိုယ်ကြီးထွားတဲ့အသင်းကိုဘယ်လိုကစားမလဲဆိုတာနည်းပြအနေနဲ့လေ့လာထားတယ်လို့အခုကျွန်တော်တို့နဲ့ရှင်ကစားမယ်၃သင်းစလုံးပေါ့နော်။ဟုတ်တယ်ကျွန်တော်ကစားခွက်ကိုလေ့လာထားမှဆိုရင်အသင်းရဲ့တိုးတက်မှုပိုပြီးရှိလာနိုင်မှာဟုတ်ကဲ့။ မြန်မာ U20 နဲ့မလေးရှား U22 ခြေစွမ်းပြတဲ့ပွဲစဉ်ပထမပိုင်း14မိနစ်မှာတိုက်စစ်မှုတန်းပိုင်ရဲ့တွင်ကိုနဲ့မြန်မာဘက်ကအဖွင့်ကိုစတင်ရရှိခဲ့ပြီးပထမပိုင်းပြီးကန်ဒီမှာတော့ကျော်မင်းဦးရဲ့၁၈ကိုက်စီတွင်ပိတ်သွင်းမှုကြောင့်နောက်ထပ်တကူရခဲ့ပြန်ပါတယ်။ပွဲစဉ်ဒုတိယပိုင်းမှာတော့မလေးရှားအသင်းကခြေပါကိုရရှိသဲတန်ကျိုးပန်းလာခဲ့ပေမဲ့တံပြန်တိုက်စစ်ကနေတစဉ်အောင်သူကမြန်မာအတွက်တတိယမြောက်ကိုကိုသွင်းယူပေးခဲ့ပြန်ပါတယ်။မြန်မာ U20 အသင်းအနေနဲ့ မတ်လ23ရက်နေ့ကျရင်ဆာဗီးယားနိုင်ငံမှာချစ်ကြည်ပွဲနှစ်ပွဲကစားဖို့ရှိတယ်လို့ဥရောပခီးစဉ်လဲစီစဉ်နေတဲ့အကြောင်းခရီးစဉ်တွေကနေမြမပြည်ကိုပြန်ရောက်လာတဲ့အခါနောက်ထပ်၄နိုင်ငံကအသင်းတွေနဲ့ခြေစမ်းပွဲတွေထပ်ကစားဖို့ရှိသေးတယ်လို့လက်ထောင်နီးပြကိုညင်ညီလက်ကဆိုပါတယ်ကျွန်တော်ဒီ23ရက်နေ့ပေါ့နော်ညနေပိုင်းကျွန်တော်တို့ဘန်ကောက်ကနေတဆင့်ကျွန်တော်တို့ဆာဗီးယားနိုင်ငံဘဲဂရိတ်မြို့မှာကျွန်တော်တို့ ဒီ Serbia Under 20အသင်းနဲ့ကျွန်တော် International Friendly Match တပွဲသွားကစားပါမယ်အဲ့ဒီစာပြီးကျွန်တော်တို့ Euro Season တောက်ချောက်ထွက်ပါမယ်တလာခွဲလောက်တော့ကြာမယ်သိပါတယ်အဲကျွန်တော်တို့ပြန်လာပါမယ်ပြန်လာပြီးတော့မြန်မာပြည်မှာလည်းကျွန်တော်တို့၄နိုင်ငံလောက်ကျွန်တော်တို့ဖိတ်ခေါ်ထပ်ကစားပါအောင်မယ်မန်လေးမှာလည်းဖြစ်ဖြစ်မယ်ရန်ကုန်မှာလည်းဖြစ်မယ်ပြီးရင်တော့ကျွန်တော်တို့ Australia သွားပါမယ် Australia နဲ့တချင် New Zealand ကိုနောက်ဆုံးပြန်မဲ့သွားပါမယ်မြန်မာ U20 အသင်းဟာ နန္ဒကျော်တန်ပိုင်အောင်သူညင်ချန်အောင်မမောင်ဆူစတဲ့ကစားသမားအစုံလေးနဲ့ပွဲထွက်လာခဲ့တယ်လို့မလေးရှား U20 ကလည်းအတောက်တင်းဆုံးပွဲထွက်လူစင်းနဲ့ရှင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။